အားလုံးပဲမင်္ဂလာပါဗျာ flash computer မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြသွားမှာတော့အခုပုံနဲ့မှမြင်ရတဲ့ပစ္စည်းလေးအကြောင်းပြောပြသွားမှာပါပုံနှလုံးမဟုတ်ပါဘူးအဲ PS1 console ပြောတာပါအဲဂိမ်းဆက်ပေါ့နော်အဲမသိတဲ့လူတွေဆိုရင်တော့အဲဗမာလိုပြောရရင်တော့ကျွန်တော် PS1 ဂိမ်းဆက်ပေါ့နော်ပြီးသူ့ကိုလူ international မှာသိရတော့အဲ PlayStation 1 console ပေါ့နော်ဆိုတော့ဒီကောင်လေးအကြောင်းပြောပြမှာပါဒီဂိမ်းဆက်က အဲကျွန်တော်2002ခုနှစ်မှာစထွက်ခဲ့ဒိဇာဖြစ်ပြီးတော့ Sony Entertainment ကနေပြီးတော့ထုတ်လုပ်ခဲ့တာပါ ဆိုနီယာနေပြီးတော့ထုတ်လုပ်ခဲ့တဲ့နေရာမှာဆိုနီယာဒါပထမဆုံးဂိမ်းဆက်လို့ပြောလို့ရတယ်ပေါ့နော်သူရဲ့ပထမဆုံး entertainment ဂိမ်းနဲ့သူကဒီဂိမ်းဒီ console လောကကိုဝင်လာတာဟိုပထမဆုံးဝင်လာတဲ့သဘောပေါ့နော်သူကဒီတိုင်းဝင်လာတာမဟုတ်ဘူးဆိုနီယာအဲဒီတိုင်းသူသူနဲ့လုံးဝအစိမ်းသက်နေရာကြီးကိုဆိုတော့သူကဘသူနဲ့ပေါင်းလာလဲဆိုတော့အဲနီတန်းထိုးနဲ့ပေါင်းနီတန်းထိုးနဲ့ပေါင်းပြီးတော့ဒီ PS1 console set ကိုပေါ့နော်အဲသူ ထောက်ဖို့ရည်ရွယ်ရပါဘို့ဒီအရင်တော့ကတော့သူတို့ cut cut trade version ပေါ့နော် cut trade version မှာတော့ကျွန်တော်တို့ဟို memory ကို save လို့ရတယ်အဲ gain ကိုထားလို့ရတယ်ကျွန်တော် rom disk လေးကိုအပေါ်က cut trade နဲ့ဖုံးထားတာပေါ့နော်အဲဒီ console gain တွေပေါ့ဆိုတော့နောက်ပိုင်းမှာဒီ Sony နဲ့အဲပေါင်းပြီးတော့ကျွန်တော်တို့ပထမဆုံး CD version ကိုဟိုမိတ်ဆက်တာပေါ့နော်ဟို PlayStation မှာအဲဒါပေမဲ့ ဘာဖြစ်သွားလဲဆိုတော့နီတန်တိုးကအဲအဲ့ဒီကနေထွက်ခံနေတဲ့ဆက်ဆဲမှာပဲဘောနော် project ဆက်ခံနေတဲ့ဆက်ဆဲမှာပဲနီတန်တိုးကထွက်သွားပြီးတော့ feeling နဲ့သွားချွိုင်းတယ် feeling နဲ့အလုပ်တူတူလုပ်ဖို့ဆိုပြီးတော့နီတန်တိုးကအဲ့ project ကိုဟိုဘဝဖြစ်သွားတာဘောနော် disband လုပ်သွားတာဘောနော် target သွားတာပြချပါတော့ဆိုတော့ Sony ကဘာလုပ်လဲဆိုတော့အဲ့ဒီ PlayStation 1 project ကိုသူဟာသူဆက်လုပ်တယ်ဆက်လုပ်တော့ ဘာဖြစ်လာလဲဆိုတော့မြင်တဲ့အတိုင်းပဲ PlayStation console ကဘယ်လောက်ထိအောင်မြင်ခဲ့လဲဆိုတော့ပေါ့နော် Sony Inter Addict Entertainment ကနေပြီးတော့ထုတ်လိုက်တဲ့ဒီ PlayStation ကနေပြီးတော့ပေါ့နော် PlayStation မျိုးဆက်တွေကဘယ်လောက်ထိများသွားလဲဆိုတော့ PlayStation PS1 PlayStation 2 PlayStation 2 Slim PlayStation 3, PlayStation 3 Slim, PlayStation 3 Super Slim, PlayStation 4, PlayStation 4 Slim, PlayStation 4 Pro, PlayStation 5အခုဒီ2025မှာ PlayStation 5ဒီပေါ့နော်သူ CV လိုက်မျိုးဆက်လိုက်ကိုသူအောင်မြင်ခဲ့တာပေါ့အဲ့လိုဗာပြောချင်တာလဲဆိုတော့ဟိုကျွန်တော်တို့လမ်းမှာလဲကျွန်တော်တို့သွားတဲ့ကိစ္စတွေမှာလဲစီးပွားရေးလူမှုရေးရုံကြည်အောင်ပဲပြောတယ်လမ်းမှာ တချို့ကိစ္စတွေမှာဒီတူတူသွားတဲ့လူတွေကလမ်းခုလမ်းမှာဆင်းသွားပြီမယ်ကျွန်ကိုသွားခြင်းနဲ့လမ်းကိုဆက်သွားဖို့လိုတယ်ကျွန်တော်သွားနိုင်ရင်တော့အချိန်တန်ရလက်တခုတော့ရမှာဒီတိုင်းမဆုံးမနဲ့စူးစမ်းဖို့လိုတယ်ပေါ့နော်ဒါကတော့ PlayStation ရဲ့ရဲ့ဖြစ်လာတဲ့ပုံပေါ့နော်ကိုကြည့်ပြီးတော့ ပြောရမယ်ဆိုရင်ဗျာဒီ Sony ကဒီ PlayStation ကိုလုတ်တဲ့အချိန်မှာသူကဆရာကြီးကိုအာကိုတာလေပြောတာဟုတ်တယ်မလား Free ကို Nintendo အာကိုတာ Nintendo ဟိုကဖြစ်ပြီးတော့ Nintendo ကဟိုမှာဆရာကြီးဖြစ်နေပြီ console မှာအဲ့ကြောင့်သူအာကိုပါရဲ့ဆိုမှသူကထွက်သွားဒါပေမဲ့ခြေထဲမှာတော့ကိုလုံးမသိနိုင်တဲ့ကိစ္စအများကြီးရှိနေတာဒါပေမဲ့လူတွေသိသွားတော့သူကထွက်သွားရော project လမ်းခုလမ်းမှာအကြောင်းမျိုးတော့ရှိမှာဆိုတော့အဲ့မှာ အဲ့ဒီဟာကိုသူဆက်လုပ်နိုင်ခဲ့တယ်ပေါ့နော်သူတို့လုံနိုင်ခဲ့လို့လေအခုဒီလိုမျိုးဖျားလက်ကိုရခဲ့တယ်ပေါ့